ဘူချုပ်ကြီးသည်တချိန်ကမြင်းပွဲကိုအလွန်ဝါသနာပါခဲ့ကြောင်းမြင်းပွဲနှင့်သာအချိန်ဖြုံးခဲ့ကြောင်းမြင်းသမားလောကမှသတိပြုလာသည့်အထိဖြစ်ခဲ့ကြောင်းဆရာတဦးခတ်မှုမှုနှင့်ဒေါခင်မေတန်းဤခုံနောက်မှခုံ၌ထိုင်း၍ပွဲကြည့်ရင်တတွေးတပြစ်ပြစ်ထွေးခဲ့ရာဒေါခင်မေတန်းသူဆင်းသွားခဲ့ပါတော့သည်ဝဲပြည်သည်နှင့်ဘူချုပ်ကြီးသည်အလွန်ဒေါပွားပြီး၎င်းဆရာအားလက်သီးပြင်ထိုးပါတော့သည် လုံးမဲမင်္ဂလာပါခင်ဗျာ rewin bee channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဇီဝါရေလှုပ်သူများနဲ့ပတ်သက်၍လဲအလွန်မတရားအခွင့်အလမ်းများယူခဲ့ကြသည်ဝန်ကြီးဌာနများမှလုပ်ငန်းများကိုအမိခံ၍မိုက်ကြီးခွဲခြင်းဖြစ်ပါသည်အာမန်လုတ်ကိုင်းစားတော်သူများမရရှိနိုင်သည့်လုပ်ငန်းများကိုရအောင်လုပ်ပေးမည်ဟုနားလည်မှုယူ၍မတန်တဆမိုက်ကြီးခွဲကြပါသည်ဥပမာအားဖြင့်လုပ်ငန်းသစ်တစ်ခုသည်30ခန်းအကျိုးရှိမည်ဖြစ်လျင် ဆယ်သိန်းပေးရမည်ဟုတောင်းပါသည် လုံမြီလူကလည်းလုံရမည်အချင်းအခြားပါတီကောင်းစီမှဆာ၍ပေးရန်ရှိသည်များကိုတွက်ချက်ပြီးငါးသိန်းခန့်ကျမ်းမီ၄၅၆၆လောက်အတွင်းအလုပ်ပြီးမီစားသည့်ရနိုင်မည်အမျက်များကိုတွက်ပြီးအခြားလုံရန်လည်းမလွဲကူသဖြင့်မိုက်ကြီးခွဲမှန်တိလျက်နေပင်သဘောတူကြရပါသည်အလားတူအဖြစ်ပြက်မျိုးမှာတခါတရံမျိုးဖြစ်ခြင်းမဟုတ်ပဲရဲတင်းစွာပွန့်ပွန့်လင်းလင်းလှောက်ဆောင်နေကြခြင်းဖြစ်သည်တော်တော်ကြီးကြီးလူကြီးတူကမူ တခြားလူတွေစားမယ်အစားကိုလူတွေစားရရင်ပိုကောင်းတာပေါ့ကွ။ပူ၍ပင် မိုက်မိုက်ကန်းကန်းထုတ်ဖော်ပြောကြခဲ့ပါသည်။အခွင့်ရေးယူပုံများမှာရောမယုံကြုံဘူးမှသိမိဘူသောစကားပုံအတိုင်းဖြစ်သည်။အခွင့်ထူးကန်လူရန်စားနှင့်ရည်သူပြည်သားများ၏အခြေအနေမှာမိုးနှင်မြေကဲ့သို့ပင် ကွာခြားလာခဲ့ပါသည်။ဥပမာအားဖြင့်အခွင့်ထူးကန်လူရန်စားများအသုံးပြုသောလမ်းကိုသာပြုပြင်ပြီး ပြည်သူလူထုအများအသုံးပြုသော မြို့လေလမ်းမကြီးများကိုမူဖြစ်သလိုထားခဲ့ကြပါသည်အများပြည်သူအားဖြောပြေရသည့်ရုပ်ရှင်ရုံများဆိုလျင် အခွင့်ထူးခံလူဒန်းစားများမလာရောက်ကြတော့သဖြင့်ဖြစ်ချင်နိုင်ဖြစ်ခဲ့ရပါသည်ရန်ကုန်မြို့လေမှာဂုံယုံကဲ့သို့သောယုံဒီပင်အိမ်သာပမာစုပ်ပြတ်ညစ်ပေနေပါတော့သည်အစိုးရအဆုံးမှာပြည်သူပြည်သားများအတွက်ဘဝလုံးကျုံရေးဟူ၍ဘာမှမရှိတော့ခြင်းပင်ဖြစ်ပါသည်အခွင့်ထူးခံလူဒန်းစားများမှလွဲ၍ နိုင်သူပြည်သားများအတွက်နိုင်ငံတွင်းသို့တရဝင်းတင်သွင်းလာသောဈေးဝဟူ၍လုံးဝမရှိခဲ့ပါ BBI မှထုတ်သောဈေးဝများကိုလည်းအခွင့်ထူးကံလူဒန်းစားများထံမှတဆင့်တန်မိုးကြီးစွာဝယ်ယူခဲ့ကြရပါသည်လူတယောက်အတွက်တန်မိုးအရှိဆုံးသောအသက်ရှင်မှုကိုပင်အာမခံချက်လုံးဝမရှိတော့ပါနိုင်ငံအတွင်းရှိလူသားပြည်သူအများစုမှာအခွင့်ထူးကံလူဒန်းစားများကဲ့သို့နိုင်ငံတော်အပေါ်အားထားနိုင်သောအရာဟူ၍ လုံးဝမရှိတော့သော အချိန်လေးသို့ရောက်ရှိခဲ့ပါသည်ဤသို့သောအချိန်လေးဇိုးကြီးများကိုဒိုင်းခံ၍ပြုပြင်ရန်ကြိုးစားအားထုတ်ခဲ့သူမှာဘုံမူးချုပ်တင်ဥပင်ဖြစ်ခဲ့ပါသည်ဒီအချိန်လေးဇိုးများဖြစ်လာရခြင်းရဲ့အကြောင်းရင်းသည်၎င်း၏တဆူရီးသောဖျားဖြစ်သည့်ဘိုးချုပ်ကြီးနေဝင်၏ကောင်းမာမှုမာနထောင်လွှမှုအမျက်ဆောင်မှန်ကြီးမှုများကြောင့်သာ ဖြစ်သည်ကိုကောင်းစွာသိရှိခဲ့ခြင်းသည်သာဖြစ်ပါသည်။ကမ္ဘာအခြေအနေအရနိုင်ငံတကာနှင့်ဆက်သွယ်မှုမရှိဘဲ မဖြစ်နိုင်မှန်းသိတော့လေကိုဂျိုးတခုတည်းသာအဓိကထားတတော့တဆူရီးသောဖျားကြောင့်နိုင်ငံတကာဤဝိုင်းဘဲမှုကိုခံခဲ့ရပါသည်ခေါင်းဆောင်ကြီးဖြစ်သူဘိုးချုပ်ကြီးနေဝင်းသည်နိုင်ငံရေးကစားစရာတွင်လက်ဖြားခါရလောက်အောင်တော်သူဖြစ်တော်လေပြည်သူလူထုအပေါ်ထားရှိသောစေတနာမှခေါင်းမာလာသည်ဖြင့်ပြည်သူလူထုတရက်လုံးမှဒုက္ခမျိုးစုံကိုဂုံယုံ၍ခံခဲ့ကြရပါသည်ပြည်သူလူထုကိုအံအားတင်သောအချားအနည်းဖြင့် နိုင်ငံရေးမျက်လည်ပြရန်မရှိတော့သဖြင့်သူအားအစဉ်ကျွန်းညွန်းစွာတစ္ဆာရှိခဲ့သူများကို ရက်ဆက်စွာပြစ်ပယ်ခဲ့သည့်အတိုင်းဘုံမူးချုပ်တင်ဦးကိုလည်းဝိုင်းပယ်လိုက်ပါတော့သည်ဘုံမူးချုပ်တင်ဦးသည်မျှော်လင့်ထားသည့်အတိုင်းဖြစ်လာခြင်းဖြစ်သဖြင့်များစွာထိခိုက်ပုံမရခဲ့ပါသို့တော်လည်း၎င်းအားအကျဉ်းချ၍အမှုစစ်နေစဉ်ကာလတွင်အမှုအကြောင်းအရာများကိုသတင်းစာများတွင်ဖတ်၍အကြီးအကျယ်ဒေါကံပါတော့သည်၎င်းထံသို့မှန်မှန်သွားရောက်ခဲ့သောညီဖြစ်သူဦးအောင်ခင်အား ငါ့ကိုနိုင်ငံကြီးအရာတတ်ရင်ခံနိုင်တယ်ကွာအခုတော့ကလေးကလာအကျင့်ဇာရိတ်တာအရာတတ်တာမျိုးတော့မခံနိုင်ဘူးဒါကိုတော့ဆန့်ကျင်ရမှာပဲသူဖွင့်၍ပြောခဲ့ပါသည်ဘူးအောင်ခင်သည်တရားသမားတဦးဖြစ်၍ဒီခံရနဲ့တရားနေဖြည့်ရန်ပြန်ပြောခဲ့ကြောင်းသိရပါသည်သို့တော်လည်းမကြားမီမှာပင်ဘုံမူးချုပ်တင်ဦးကတရားသူကြီးအဖွဲ့သို့ပြင်ပပုံကွန်များဤရှင်းမောက်တွင်မဟုတ်ပဲတိကျထွက်ဆွေဝင်ပြူရန်တောင်းခံလာကြောင်းပြောပြပါသည်ဦးအောင်ခင်က တင်းစာထဲမှာပါဝင်တဲ့အမှုအကြောင်းအရာတွေဟာစဉ်စားကြည့်တတ်သူများအတွက်မဖြစ်နိုင်ကြောင်းကိုနားလည်နိုင်ပါတယ်။ဓမ္မတော်မှာအစစ်အစစ်ခွင့်ပြုချက်ရရှိပြီးမှသာလုပ်ငန်းများလှုပ်ဆောင်နိုင်တာကိုနားလည်နိုင်ပါတယ်။ဒိမ်ပေါင်းများစွာတန်ကြီးရှိတဲ့လုပ်ငန်းတွေအတွက်လှုပ်ဆောင်ထားကြများဟာလည်းအထင်ရှားရှိပါတယ်။ဒါကြောင့်အကျင့်ဇာတိတာကိုထိခိုက်ဖို့မရှိပါဘူးဟုရှင်းပြကြောင်းသိရပါသည်။ဘုံမူးချုပ်တင်ဦးသည်တမိုင်းလေလာသူတို့ဦးဖြစ်၍ဦးအောင်ခင်အားအခု လောလောဆယ်မှာတိရှိသူအချို့ရှိလို့ အမှန်ကိုသိရှိနိုင်မယ်မဲ့နောက်နှစ်90လောက်ဖြစ်တဲ့အခါမှာကိုသာတရခန်ကြီးဖြစ်သွားမှာပဲကိုကျင့်တရားကြောင့်ဆိုတဲ့အဖြစ်မျိုးတော့အယောက်မခံနိုင်ဘူးနိုင်ငံကြီးအရာ ဖြစ်တယ်ဆိုတာမျိုးကိုပဲပေါ်လွင်အောင်လုပ်မယ်ဟုပြောကြားကြောင်သိရပါသည်ဥအောင်ခင်အားအမှန်တရားကိုငါနဲ့ဘိုးချုပ်ကြီးသာ သိတာအမှန်တွေထုတ်ဖော်လိုက်ရင်ဘိုးချုပ်ကြီးဟာကျွန်တော်ကိုအကြီးအကျယ်ဒေါပွားမှာပဲသိပြီးဒေါပွားရင်ဘာလုပ်မလဲကို့မျက်ယုံမဲရှိတာပဲ ဒါကြောင့်ဗိုလ်ချုပ်ကြီးနဲ့ငါတိထားတဲ့ကိစ္စတွေကိုတရားရုံးမှာအစစ်ခံမယ်။ဥွေရှင်းပြကြောင် သိရပါသည်။ဘူအောင်ခင်သည်အလွန်စိုးရိမ်မှုဖြစ်ခဲ့ပြီးဘုံမူးချုပ်တင်ဦးနှင့်ယင်းဤသူအချို့အားပြောပြသည်ဟုသိရပါသည်။သို့တော်လည်းဘုံမူးချုပ်တင်ဦးကဲ့သို့ဗိုလ်ချုပ်ကြီးထံသို့တင်ပြနိုင်သူမရှိသဖြင့်အဖြစ်မှန်ကိုဗိုလ်ချုပ်ကြီးကသိချင်နိုင်ခြင်းရှိမည်မဟုတ်ပါ။ဘုံမူးချုပ်တင်ဦးယူဆထားသည့်အတိုင်းပဲဗိုလ်ချုပ်ကြီးသည်အလွန်မင်းဒေါပွားခဲ့ကြောင်သိရပါသည်။ သို့တော်လည်းဘုချုပ်တင်ဦးမျော်မှန်းတကယ်သို့ကို့မြတ်သည့်အချိန်နေသို့မရောက်လာပဲတမျိုးတဖုံဖြစ်သွားခဲ့ပါသည်ဂျုံကြိုက်သည်မှာထိုအချိန်ကထောက်လန်း၏အရာရှိများကိုပြောပြခဲ့ရာတွင်ဒုက္ခဆိုတာတစ်ခုတည်းမလာတတ်ကြောင်းစုပြုံပြီးလာတတ်ကြောင်းကံကြမ္မာဆိုသွားလျာမိုးလိုက်လို့ရွာဆိုတာမျိုးဖြစ်ကြောင်းအချိန်နေရလူကြီးများအနေနဲ့ဆုံးဖြတ်ချက်တစ်ခုကို အများသဘောတူချခဲ့တာရှိကြောင်းအဲ့ဒါကတော့တောင်ကိုရီးယားနိုင်ငံမှခေါင်းဆောင်များကိုမြန်မာပြည်၌လှုပ်ကြံခံရမှုတွင် ထောက်လန်း၏တက်က တာဝန်ပို့ရွေဖြေရာကြောင်းထောင်လန်းရေတတ်၌သာတာဝန်ရှိကြောင်းကိုဆုံးဖြတ်ပြီးဘူဂျုံကြီးထံသို့တင်ပြခဲ့ကြောင်းဘူဂျုံကြီးတန်တင်ပြခဲ့ခြင်းများကိုစိတ်မကောင်းစွာပြောခဲ့ပါသည်ထို့သောမတင်ပြလျင်လည်းမိကိုကြွက်ချောက်လိုက်လျင်လူကြီးများပါတာဝန်ရှိနေ၍ဖြစ်ကြောင်းကိုလည်းသိရှိခဲ့ရသည်ထို့သောတိုက်ဆိုင်နေသောအကြောင်းအရာများကြောင့်ဘုံမူးချုပ်တင်ဦးမျှော်လင့်သလိုကုမြတ်သည့်အဖြစ်သို့မရောက်ပဲထောင်လန်းရေတတ်များမှအရာထံအမှုထံအားလုံးကိုသမင်းချက်နေရဲမောင်းမှမကြမ်း အလုံးမှာရက်ဆိုင်ခြင်းခံခဲ့ရပါတော့သည်ထောင်လင်းရတက်များမှာအမှုတန်းများမှာတသက်လုံးသစ္စာကြီးစွာကြိုးစားလှုပ်ဆောင်ခဲ့ခြင်းများကိုမထောက်ထားပဲရက်ဆက်စွာဖြုတ်ချခံခဲ့ရသဖြင့်ဒုက္ခအမျိုးမျိုးရောက်ခဲ့ရပါသည်ရဲဘော်အများပြားသည်ဂျိုးပြူရေပိုက်ကြီး၌ဝလုံးများတင်၍တက်ကိုင်းများခုံမိုးကြီး၎င်းမင်္ဂလာတုံတက်များအနီးရှိုးမြောင်များကို ရှင်းလင်း၍၎င်းဖြစ်သည်လို့နေထိုင်ကြရသူအများပြားပင်ရှိခဲ့ပါသည် သစ္စာရှိသူချင်းအတူတူသစ္စာရှိခြင်း၏အကျိုးကိုမခံစားရဘဲလူအခွင့်ရေးဆုံးရှုံးခြင်းကိုလည်းလယ်စင်းခံရသည့်အကျိုးသာခံစားခဲ့ရပါသည်ဝန်ထမ်းများကိုဝန်ထမ်းစည်းကမ်းအရအေးအေးယွံဖြစ်တော်လဲတပါတီအာဏာရှင်စနစ်၏စိုးကြိုးကြောင့်ဘာမှစောရကတပ်ပိုင်ခွင့်မရှိဘဲခေါင်းငုံခံခဲ့ကြရပါသည်တဦးစံပိုင်ဘရင်များခက်ကထပ်ပင်စိုးရွာစွာခံစားခဲ့ရပါသည်ဘုကျုပ်ကြီးနေဝင်၏အတိတ်ဖြစ်ရများ မြန်မာနိုင်ငံကို26နှစ်ကျော်အုပ်စိုးခဲ့သောတပါတီအာဏာရှင်စနစ်ဤစိုးကျိုးများကိုအစမှအဆုံးတိုင်ဖန်တီးခဲ့သောအဓိကတရားခံသည်ဘူဂျုံကြီးနေဝင်သာဖြစ်ပါသည်။၎င်းမွေးထုတ်ခဲ့သောလူကောင်းလူတော်ဆိုသူများဤဒဏ်ကိုပြည်သူလူထုတရားလုံးကလူးလိန်ခံခဲ့ကြရပါသည်။အရေးရှင်းမရှိတော့လဲသစ္စာရှိမှုကိုအခြေခံပြီးသခင်အားရာကြုံဘာဝလုတ်ခဲ့ကြသူများဤအကြား၌အမှန်အရေးရှင်းရှိသောလူတော်များလဲဂျိုးချရှိခဲ့ပါသည်။ ။သို့တော်လည်းမီးများမီးနိုင်ရေများရေနိုင်ဆိုတဲ့ကဲ့သို့ထိုးသူများမှာခေါင်းဖော်နိုင်စွမ်းမရှိခဲ့ပါ။နိုင်ငံရေးအမြင်စီးပွားရေးအမြင်လူမှုရေးအမြင်တို့နှင့်ပြည့်ဝရုံမက ထောင်နိုင်ရေးအမြင်နှင့်ပါပြည့်စုံခဲ့သောဘုံမှုကျုပ်တင်ဦးတည်ပင်လျင်အဆုံးနိုင်အရှုံးနေရင်ဆိုင်ခဲ့ကြရပါသည်။ဘုကျုပ်ကြီးနေဝင်းဤလက်အောင်မှလူကောင်းလူတော်များသည်အဖေကြောင့်စက်ယုံများကဲ့သို့ဖြစ်ခဲ့ကြရသည်ကို၎င်းအသက်ရှိလူသားကဲ့သို့လှုပ်ရှားဖို့ကြိုးစားလျင်လဲရှင်သန်နိုင်စွမ်းရှိမည်မဟုတ်သည်ကို ဝမူးကျုပ်တင်ဦးဤဖြစ်ရကဲ့သို့၎င်းဖြစ်ရမျိုးများကိုလေ့လာခြင်းအပြင်ထင်ရှားစွာတွေ့ရှိနိုင်မည်ဖြစ်ပါသည်ဝမူးကျုပ်တင်ဦးနှင့်ပတ်သက်၍တက်မတော်ကခေါ်ဝေါ်တကဲ့သို့ဝမူးကျုပ်တင်ဦးဟူ၍၎င်းတာဝန်ယူခဲ့သည့်အချိန်ခါရှိခဲ့သော ရာဓုအရာ၎င်းဘူကြီးဘူမူစသဖြင့်ရေးသားခဲ့ပါသည်ပို၍ပေါ်လွင်စေရန်ဖြစ်ပါသည်ဂါကွေဦးစည်းချုပ်ဟောင်းဘူကျုပ်ကြီးတင်ဦးကိုဘူကျုပ်ကြီးတင်ဦးဟူသာခေါ်ဝေါ်ပါသည် ဘုံမူးကျုပ်တင်ဦးသည်ဘုံမူးကြီးတင်ဦးကဲ့သို့အလွန်သစ္စာရှိကဲ့သူပင်ဖြစ်တော်လဲတော်သည်ဟုကြော်ကြားလာသောအခါတွင်ကဆက်လက်ရှင်သန်ွင့်မရရှိတော်ကြောင်းကိုတွေ့ရှိရပါသည်ယင်းသို့တပါသည်အာနာရှင်ဤခါသည်မှုဒဏ်ကိုအထွတ်ထိပ်သို့ရောက်အောင်လှုပ်ဆောင်ခဲ့သောအာနာရှင်ကြီးဘုံကျုပ်နေဝင်ဤသမိုင်းဖြစ်ရအချို့ကိုလေ့လာနိုင်ရန်ဆက်လက်၍တင်ပြပါမည်ဘုံကျုပ်ကြီးနေဝင်သည်ចောင်းသားဘဝကပင်နေရှက်ဆန့်ကျင်ရေလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သူဖြစ်ပါသည် ဂျပန်နိုင်ငံသို့ဘူဂျုတ်အောင်ဆန်းနှင့်အတူသွားရောက်စစ်ပညာသင်ခဲ့သောရဲဘော်၃ချိန်ဝင်ဖြစ်ခဲ့ပါသည်။ဘူဂျုတ်အောင်ဆန်းသည်ဒုဗမာအစည်းအရုံးသခင်ကိုယ်တော်မိုင်း၏အဖွဲ့မှစေလွတ်သူများ၏ခေါင်းဆောင်ဖြစ်၍ဘူဂျုတ်ကြီးနေဝင်သည်ဒုဗမာအစည်းအရုံးသခင်ထွန်းအုပ်အဖွဲ့မှစေလွတ်သူများ၏ခေါင်းဆောင်ဖြစ်သည်။ဘူဂျုတ်အောင်ဆန်းထက်အသက်ကြီးတော်လဲအဖွဲ့နှစ်ခုကိုပေါင်းခဲ့သောအခါတွင်ခေါင်းဆောင်တင်ခြင်းမခံရဘဲဘူဂျုတ်အောင်ဆန်းကိုသာခေါင်းဆောင်အဖြစ်တင်မြောက်ခဲ့ကြသည်။ဂျပန်တွင်စစ်ပညာအပြင် ထောက်လန်းရင်းနဲ့ပတ်သက်သောပညာရည်များကိုလည်းအထူးသင်ကြားခဲ့ကြရပြီးဤတွင်ပုံကံလှူရှားမှုများဆောင်ရွက်နိုင်ရန်အတွက်မြမပြည်သို့ကြိုတင်၍ပြန်လာသူများကိုဗိုလ်ချုပ်ကြီးနေဝင်းကခေါင်းဆောင်ခဲ့ပါသည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်။နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲ ျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဘူကျုံအောင်ဆန်းနိုင်ငံရေးနေမြေတို့ပြောင်းသွားသောအခါတွင်ဘူကျုံနေဝင်အားတက်မတော်ကိုဥဆောင်ရန်တာဝန်ပေးခဲ့ပါသည်ဂျပန်ဒေါ်လန်၏အပြီးတက်မတော်ကိုပြန်လည်ဖွဲ့စည်းရာတွင် အင်္ဂလိပ်လက်ထက်ကစစ်သည်ဟောင်းများလည်းပြန်လည်ပါဝင်လာခဲ့ပါသည်အထူးသဖြင့်လေးတက်နေရေးတက်များတွင် အင်္ဂလိပ်ကပြားများအတော်များများကြံနေခဲ့ပါသည်ဘူကျုံကြီးနေဝင်သည်ဂျပန်ခေဗမာတက်မတော်လက်ထက်ကအရာရှိများအားကြီးတက်တာမက ရေးတက်နေ လေဓာတ်တို့တွင်မှထဲသွင်းထားခဲ့ပါသည်ရည်ရင်းတောင်းချမ်းသူများကိုနှိမ်နင်းရေးအတွက်စစ်ရဲတပ်နှင့် BTS တပ်များဖွဲ့စည်းရာတွင်လည်းတပ်မတော်မှအရာရှိများဖြင့်ဥဆောင်၍ဖွဲ့စည်းခဲ့ပါသည်ဂျပန်ခေတ်ပြည်တွင်ဗမာတနက်ကိုင်းတရင်လေးသည်၎င်း၏လက်ဆွဲတော်တရင်ဖြစ်ခဲ့ပါသည်ထို့ကြောင့်တရင်လေးမှအရာရှိများနှင့်အခြားအဆင့်များသည်ဘူဂျုံကြီးနှင့်အနီးဆက်ဆုံးတပည့်ရင်းများဖြစ်ခဲ့ကြပါသည်1948ခုနှစ်လွတ်လပ်ရေးရာပြင်းနောက်တွင် တောင်ညံသူရောင်ဆောင်တပုံများပေါ်ပေါက်လာခဲ့ပြီး1949ခုနှစ်တွင်တပြည်လုံးအနှံ့အပြားတွင်တောင်ညံသူများ၏စိုးမိုးမှုကိုခံခဲ့ကြရပြီးရန်ကုန်အစိုးရရှစ်မိုင်အစိုးရဟုပင်အခေါ်ခံခဲ့ရသည့်အထိပင် ဖြစ်ခဲ့ပါသည်ဒုခါရင်ဘူချုပ်ကြီးနေဝင်အားဝင်ကြီးအဖွဲ့တွင်နေရာပေး၍တောင်ညံသူနှိမ်နင်းရေးကိုတာဝန်ပေးအပ်ခဲ့ပါသည် ထိုအချိန်ကတနိုင်ငံလုံးတွင်အဆက်အသွယ်များပြတ်တောက်သွားခဲ့ရပြီး တမတော်ဒီလေသက်ဆိုင်ရာနေမြေဒေတာလိုက်လက်နက်ကိုင်းအဖွဲ့စည်းအသီးသီးနဲ့ပေါင်းညမ်းမှုနိုင်နှင်းရေးကိုစောင့်ရွက်ခဲ့ရပါသည်နေမြေဒေတာလိုက်ကာကွယ်ရေးအတွက်ဖွဲ့စည်းခဲ့ကြသောရက်ရွာကာကွယ်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ပြီးဘူဂျုံကြီးနေဝင်းကမှတ်ချက်ပြုခဲ့သည်မှာကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လေ့ကျင့်မှုကိုစနစ်တကျမရှိခဲ့ကြတော့စည်းကမ်းပိုင်းမှာယောနဲတာတွေရှိခဲ့ပါတယ်ဒါပေမဲ့စွန်စွန်စားစားတိုက်တဲ့ခိုက်တဲ့နေရာမှာတော့ ဂုံပြူလောင်အောင်ကိုစွန်စားတိုက်ခိုက်ခဲ့ကြတာတွေရှိခဲ့တယ်။တချို့နေရာတွေမှာဆိုတောင်းညံ့သူတရင်ရလို့တို့တက်ကစူးစီးပြင်ဆင်လုံးရှိသေးတယ်။သူတို့ကထွက်တိုက်ပြီးလို့တေးကြကြေးကြတောင်းညံ့သူတွေထွက်ပြေးကြကုန်ဖြစ်ကုန်ပြီ။ဥွေဖြစ်ပါသည်။1958ခုနှစ်တွင်ဖတ်စာပါလာအစိုးရကွဲသွားပြီးနောက်အင်းဆောင်အစိုးရတာဝန်ကိုပေးအပ်ခြင်းခံခဲ့ရပါသည်။ဗိုလ်ချုပ်ကြီးသည်နိုင်ငံရေးပါတီများအားရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးခဲ့ရာ တန်ရှင်းဖာစာပါလအဖွဲ့ကအနိုင်ရပြီးဥနူဤအစိုးရအဖွဲ့တက်ရောက်ခဲ့သည်1962ခုနှစ်တွင်ဘူချုပ်ကြီးနေဝင်သည့်အာနာသိန်း၍ဩလန်ရေးကောင်စီဖွဲ့စည်းပြီးစတင်အုပ်ချုပ်ခဲ့ပါသည်ဘူချုပ်ကြီးနေဝင်အာနာမသိန်းမီကတမတော်အရာရှိကြီးတစုကအာနာသိန်းရန်ကြံစီခဲ့ခြင်းကိုဘူချုပ်ကြီးနေဝင်ကဖြိုးခွဲပစ်ခဲ့ပါသည်ထိုအရာရှိများကိုတတ်မှထွက်ခိုင်းပြီးအရေးယူခဲ့ပါသည်ထို့သောအရေးယူခဲ့ခြင်းနှင့်ပတ်သက်၍မကျေနပ်သောအရာရှိများ၏ပြောကြားချက်မှာ တော်တော်ရက်ဆန်နိုင်တဲ့လူပါနိုင်ငံရေးပါတီတွေကိုရွေးကောက်ပွဲပြန်မလုပ်ပေးမီကဆိုရင် တက်ကအရာရှိတွေကိုတီမြဲဖဆာပါလာကိုအားပေးစေလိုတဲ့သဘောပြောခဲ့တယ်။ဦးနူကနိုင်သွားတော့တက်ကိုလဲသူ့အဖွဲ့ကဘယ်ကျင်းတတ်ကြမလဲပြန်တွေ့ကြတာပေါ့။ဒါကိုသူကနာရမယ်အစားဦးနူကိုမျက်နာလှုပ်ဖို့ကိုရဲဘော်ရဲဘတ်တို့ကိုရရဆက်ဆက်ပြန်ချခဲ့တယ်။ဥွေဖြစ်ပါသည်။အဖြစ်မှန်ကိုလူဟောင်းကြီးများကြီးပြောကြကြအရာသိရှိရသည်မှာ ရွေးကောက်ပွဲမပြုတ်လုံမီကတက်မှအရာရှိကြီးများအားဘူကျူကြီးကပြောလီရှိခဲ့သည်မှာဘူးနုနှင့်ဥပဆွေတို့သည်လူကောင်းများဖြစ်ကြကြောင်းနိုင်ငံရေးတွင်တန်ရှင်းမှုရှိသူများဖြစ်ကြကြောင်းဘာသာရေးကိုသာစိတ်ဝင်စားကြောင်းလူတွေစိတ်ချမ်းသာကိုကျမ်းသာရှိဖို့လောက်သာလိုလားပြီးရှိအောင်မလုပ်တတ်ကြောင်းဥပဆွေနှင့်ဥကျော်ငိမ့်တို့သည်နိုင်ငံရေးရည်မှန်းချက်ရှိကြောင်းတနှစ်လဲနီးစပ်မှုရှိကြောင်းနိုင်ငံရေးခံယူချက်ရှိကြ၍ဖာစာပလာကွဲသည့်အခါတွင်ဥနုဤနောက်သို့လိုက်မည်ခေါင်းဆောင်မရှိဘဲ ၎င်းတို့၏နောက်သို့သာခေါင်းဆောင်အများစုလိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်းကိုပြောကြားကြောင်းသိရပါသည်။အရာရှိကြီးများကကျွန်တော်တို့ဘလို့ရက်ဒီရမှာလဲ။ဦးအမိတ်နာခံရန်မေးသောအခါတွင်ရှင်းလင်းပြတ်သားစွာအမိတ်မပေးဘဲမင်းတို့လည်းနိုင်ငံရေးအခြေအနေကိုသိသားပဲ။ဒုတက်ကိုမထိခိုက်အောင်သာကြည်လုံကြပေါ့ကွာ။ဦး၍ပြောခဲ့ကြောင်းသိရပါသည်။သူဤပြောနေကြစကားများအယတီမြဲဖာစာပလာသည်တက်နှင့်ပိုးနီးဆက်သည်ဟူသော ယူဆချက်ဖြင့် တတ်တွေအနည်းနဲ့ဖြစ်နိုင်ရင်ပြီးမြဲဘက်ကသာမဲပေးအောင်လက်သိပ်ထိုးလုပ်ခဲ့ကြသည်များရှိကြောင်းသိရပါသည်ထို့နောက်တန်ရှင်းအမတ်များကပါလီမန်တွင်တမတော်အရာရှိများအားပုတ်ခတ်ပြောသူလာသောအခါတွင်ဘူးချုပ်ကြီးသည်ထုံးစံအတိုင်းအလွန်ဒေါပွားခဲ့ကြောင်းသိရပါသည်ထိုအခါတိုင်းမှုနှင့်တမဟာမှုများကအာနာသိမ့်ရန်နီးလန်းတစ်ခုတည်းသာရှိတော်ကြောင်းကိုတင်ပြခဲ့ကြရာဘာမှတိကျသောအမိန့်မပေးခဲ့ကြောင်းသို့တော်လဲနှစ်ရှည်လာများတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်၍ ဘူဂျုံကျူးဤသဘောကိုတည်သောကြောင့်အာနာသိန်းသင်ကဒိန်ယံပြင်ဆင်ခဲ့ကြကြောင်းဒီအခါမှာတက်တွေစီကိုဘူဂျုံကြီးဆင်လာကြောင်း၎င်းတို့ကကျင်းနဲ့အောင်ချွေးသိမ့်ခဲ့ကြောင်းနောက်မကြာမီမှာပဲတက်ကထွက်ခိုင်းကြောင်းအကြီးကျယ်ဒေါပွားကြတော့လဲငုံခံခဲ့ကြရကြောင်းများကိုပါသိရပါသည်ကွက်ကြော်ရိုက်တဲ့နေရာမှာတော့ဘူဂျုံကြီးနေဝင်သည့်မြည်သူကိုမှမထောက်ထားခဲ့ကြောင်းများကိုလည်းလူဟောင်းကြီးများကပြောလေရှိပါသည်ခိုင်းတော့တေးအောင်ခိုင်းတာပဲ တခုခုဖြစ်လာရင်တော့ကာကွယ်ပေးလိမ့်မယ်မထင်နဲ့။ဘူရွေလည်းပြောကြပါသည်။အသေးဘွယ်ကိစ္စများကစား၍သူများကိုလှက်ပတ်ဖို့အနိုင်ယူဖို့လဲဝင်မလေးကြောင်းဘူချုပ်ကြီးသည်တချိန်ကမြင်းပွဲကိုအလွန်ဝါသနာပါခဲ့ကြောင်းမြင်းပွဲနှင့်သာအချိန်ဖြုံးခဲ့ကြောင်းမြင်းသမားလောကမှတတိပြုလာသည့်အထိဖြစ်ခဲ့ကြောင်းတခါက၎င်း၏ကိုရီးအရာရှိဘူကြီးတန်ဝင်းကရှိစုမဲ့ဆိုငွေလေးစုပြီးမြင်းအလောင်းရန်လုခဲ့ကြောင်းဘူချုပ်ကြီးကသိ၍ဘယ်မြင်းကိုလောင်းမှလဲဟုမေးသောအခါ ဘဇူကားကိုလောင်းမည်ဟုဘိုလ်ကြီးတန်ဝင်ပြောရာသူ့အတွက်ပါလောင်းပေးဟုခိုင်းငယ်ကြောင်း၎င်း၏ကိုရီးအရာရှိက လောင်းသဖြင့်ဘေးမှစောင့်ကြည့်နေသူများကလည်းဘဇူကားကိုပြည့်၍လောင်းကြတော့ကြောင်းမြင်းပြေးသောအခါတွင်ဘဇူကားသည်ဗိတ်ဆုံးဖြစ်ကြောင်းဘိုလ်ကြီးတန်ဝင်သည်အကြီးအကျယ်စိတ်ပြတ်၍မိုင်းတွေချနေခဲ့ကြောင်းဘူချုပ်ကြီးမှမူဘဇူကားကိုမထိုးဘဲအချမ်းမြင်းကို ထိုးခဲ့သဖြင့်အနိုင်ရခဲ့သောကြောင့်အလွန်ရွှင်မြူးနေပြီးတန်ဝင်ဘလောက်ရှုံးသလဲဟုမေးကြောင်း ။ဝူကြီးတန်းဝင်းကလည်းစိတ်မပါတပါဖြင့်400ကျော်ရှုံးချောင်းပြောသောအခါတွင်ငွေ800ထုတ်ပေးခဲ့ကြောင်းသိရပါသည်။ဝူကြုံကြီးသည်တန်းနစ်ရိုက်ချင်းစစ်တူရင်ကစားခြင်းမှစ၍ဘာကိုပင်ကစားကစားနိုင်မှကျင်းတတ်သူဖြစ်ကြောင်းသူကြောင့်ကိုတည်ထားကြသဖြင့်ရှော့၍ကစားကြသည်ကိုတည်သွားလျင်လဲအလွန်တော်ပွားကြောင်းဘလို့နီးနဲ့နိုင်ရနိုင်ရအနိုင်ရအောင်လုပ်သူဖြစ်ပြီးတစ်ဖက်ကလည်းတရားသဖြင့်နိုင်မည်သဘောမျိုးဖြစ်အောင်လှုပ်တဲ့ကြောင်းများကိုလည်းသိရပါသည် တော်လိုင်းဤကောင်စီတက်ပြီးနောက်ရန်ကုန်တက္ကသိုလ်ကျောင်းသားတမကအဆောင်ဦးအားချူချပြက်စီးဖြစ်ခဲ့ပါသည်ထို့သောဖြက်စီးပြစ်ခဲ့ခြင်းကိုဘူချုပ်ကြီးကအလွန်ကျဉ်းနက်ခဲ့ပြီးအလင်းတင်တိုင်းဂုံယူပြောကြခဲ့ကြောင်းသိရပါသည်အလဲယိုးမာကိုသိမ့်ပိုက်ခြင်းကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်များကြာဆုံးခြင်းပြီးကင်းပြန်များကြာဆုံးခြင်းမြို့ဝကျုံးမော်ဘတ်တွင်အောင်မွေးရခဲ့ခြင်းများနှင့်ပတ်သက်၍တင်ပြသောအခါအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပြီးမျိုးဘော်ဌာနချုပ်ဖြစ်သောတက္ကတကိုဖြိုပြီးဖြစ်၍ ။ဘောင်းညံသူများဟာနေစုံနေပြားထွက်ပြေးပြီးအင်္ဂလိပ်ခက်ကအင်္ဂလိပ်နေချက်ကိုဆန့်ကျင်သူများလုံးပါပါတကယ်သို့ပါသွားမည်ဖြစ်ကြောင်းပြောခဲ့သည်ဟုသိရပါသည်။ဘူဂျူကြီးနေဝင်းသည်စိတ်မြန်သူဖြစ်ပြီးစိတ်လဲအလွန်တိုးသူဖြစ်ပါသည်။အပြောင်းလဲလဲအလွန်များတတ်ပါသည်။ဒေါ်နီနီမြင့်နေအိမ်အောင်ကြာပြီးနောက်ပိုင်းတခါကဖြစ်ပါသည်။ပကံညာဥပတ်တို့သွားခဲ့ပြီးတိတိပစ္စယာဟိုတယ်တွင်တဲခုံနေစဉ်တနေ့ညာဥပိုင်း၌ဒေါ်နီနီမြင့်နေစကားပြောနေကြပြီးအေးအေးဆေးဆေးရှိနေရမှာ နောက်ပိုင်းတွင်တချူးချူးတခြားခြားဖြစ်ကစူညံနေခဲ့ပါသည် ထို့သို့ဖြစ်ပြီးနောက်တော်လင်ဤကောင်စီကသက်ဆိုင်သူများအားတက္ကတာအစအဦးအားဖြိုသည့်ကိစ္စတွင်၎င်းပါဝင်ခြင်းမရှိကြောင်းကိုပေါ်လွင်အောင်ရေးကြရန်ညွှန်ကြားခဲ့ပါသည်ထိုးစင်းကဗိုလ်ချုပ်ကြီးဟောင်းတင်ဦးလည်းအတူရှိနေကြောင်းသိရပါသည်ဒေါ်နီနီမြင့်သည် သမိုင်းဆရာဖြစ်၍လွတ်လပ်ရေးကြိုးပမ်းမှု၏အထိမ့်မှတ်ဖြစ်သော တက္ကတာအစအုံဖြိုချခြင်းသည်သမိုင်းတွင်စိုးဝါသောမှတ်တိုင်တစ်ခုဖြစ်တော်မည်ဟုဗိုလ်ချုပ်ကြီးအားပြောခဲ့ပုံရကြောင်း ထင်မြင်ခဲ့ပါသည်။ညမကြာမီတွင်ဘိုးချုပ်ကြီး၏ညွန်ကြားချက်ကိုအကောင်းဆုံးဖြစ်အောင်လိုက်နာလှုပ်ဆောင်ခဲ့ကြသောဘိုးမူးကြီးကျော်စိုးတို့အားအရေးယူခဲ့ပါသည်။ဘိုးမူးကြီးကျော်စိုးကိုဗဟိုနိုင်ငံရေးတက္ကသိုလ်ကျောင်းကျောင်းအုပ်အဖြစ်ပြောင်းရွှေ့ခဲ့ပါသည်။ဘိုးချုပ်ကြီးနေဝင်းသည်တက္ကသိုလ်ပညာတတ်များနှင့်ပတ်သက်လျင်အကောင်းမြင်တတ်ခြင်းမရှိခဲ့ကြောင်းကို သိရသည်။တော်လိုင်း၏အစိုးရလက်ထက်တွင်တောင်သူလယ်သမားအလုသမားလူရန်စားများကိုစီးယုံရန်စူးစမ်းခဲ့ပြီးနောက် တက္ကသိုလ်ပညာထက်တိုင်းဝိုင်းကိုလည်းစီးယုံရန်ကြိုးစားခဲ့ပါသည်ထို့သို့ကြိုးစားရင်းတက္ကသိုလ်ဆရာများအားအလုံးအိမ်တော်၌ညစာစားပွဲပြုလုပ်ပေးခဲ့ပါသည်တက္ကသိုလ်ဆရာများစုသည်မိမိတို့လစာကိုချိုးချံသုံးဆွဲပြီးရုန်းကန်လှူရှားနေရသူများဖြစ်သည်ဖြင့်ထို့ကဲ့သို့သောညစာစားပွဲမျိုးနှင့်ကျုံသောအခါတွင်ပျော်ပျော်ပါပါစားတောက်ခဲ့ကြပါသည်ညစာစားပွဲပြီး၍ရင်ကျင်းမှုအဖွဲ့ကအဲ့ခံဖြောပြေသောအခါတွင်ခမူးမူးနှင့်ပွဲကြည့်ခဲ့ရသူများရှိခဲ့ပါသည် ဆရာတဦးခတ်မှုမှုနဲ့ဒေါခင်မေတန်းဤခုံနောက်မှာခုံ၌ထိုင်း၍ပွဲကြည့်ရင်တတွေးတပြစ်ပြစ်ထွေးကြရာဒေါခင်မေတန်းသူဆင်းသွားခဲ့ပါတော့သည်ဝဲပြည်သည်နှင့်ဘိုးချုပ်ကြီးသည်အလွန်ဒေါပွားပြီး၎င်းဆရာအားလက်သီးပြင်ထိုးပါတော့သည်ထိုစဉ်ကဒုဗိုလ်မှူးကြီးဖြစ်သောဘုံမှူးချုပ်တင်ဦးကဘိုးချုပ်ကြီးအားလက်လွန်မသွားအောင်၎င်းဆုံးမပေးမည်အကြောင်းဘိုးချုပ်ကြီးအနားယူပါမည်အကြောင်းပြောပြီးထိန်းပေးနိုင်ခဲ့ကြောင်းသိရပါသည်ဒေါနီနီမြင့်နှင့်လက်ထပ်ပြီးနောက် ဒေါနီနီမြင့်သည်၎င်း၏ဆွေမျိုးသားချင်းများအတွက်အခွင့်အရေးအလွဲသုံးစားလုပ်သည်ဆိုကား၎င်းအားနှင်ချခဲ့ကြောင်းသိရပါသည်။နောက်မှပြန်၍ခေါ်ယူခဲ့ပါသည်။ဘုံမှုချုပ်တင်ဦးအေးအယူမခံရမီအထိဒေါနီနီမြင့်နှင့်ဘိုးချုပ်ကြီးတို့အစဉ်ပြေအောင်တတ်နိုင်သမျှအကူအညီပေးခဲ့ကြောင်းကိုလည်းကြားသိရပါသည်။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ